မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့ PDM များအင်အားကြီးမားလာသဖြင့်တတိထားကြရန်ဒုစစ်ခေါင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တိုင်းဒါလက်နက်ကင်အဖွဲ့တွေရဲ့မြောက်ပြင်ပေးမှုကြောင့် PDF တွေအင်အားကြီးထွားလာတာကြောင့်တရင်တပ်ဖွဲ့တွေတတိထားဖို့နဲ့ရန်သူကိုအထင်မသေးဖို့ဒုစစ်ခေါင်းဆောင်ကပြောပါရတယ် မနေ့ကနေပြည်တော်တိုင်းစစ်ဌာနချုပ်မှာငလင်ဘေးအတွက်ကုညီထောက်ပံ့ရေးအစည်းအဝေးလုပ်ရမှာဒုစစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကလက်တလောဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးကာဆာထမှုတွေနဲ့တိုင်းမှုအချို့ကိုပြောဆိုခဲ့တာလို့နေပြည်တော်တိုင်းစစ်ဌာနချုပ်နာပါတာနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါရတယ်။ ငလင်ဘေးလဲလို့ PDF တွေရဲ့သတင်းလဲနားဆွင့်အခုဆို PDF တွေကနေပြီးတော့အထိချင်းချောက်လာတဲ့တစ်ဖက်မှာတိုင်းဒါလက်နက်ကိုင်းတွေကမြှောက်ပေးနေတော့အင်အားကတစတစကြီးထွားလာတဲ့ဒါကြောင့်တိုက်ပွဲတွေဖြစ်ရင်ရဲရဲတိုက်ရဲရဲချိန်မုံဖို့လို့တဲ့ဖြစ်လာလို့အဖမ်းခံရရင်ကိုဖြစ်ကိုခံဘယ်သူမှမကယ်ဘူးဒူးချုပ်ကပြောတယ်ဟုဆိုပါတယ် ဒါအပြင်စစ်စင်ရေးမဟုတ်ဘဲအလုတ်ကိစ္စနဲ့ခီးသွားလာရမှာမိမိကိုယ်ကိုတက်ကသူမဲမတီအောင်ရုပ်ဖြတ်သွားလာရမည်ဖြစ်ပြီးတာဝန်ရှိသူအစင်စင်ကိုတရင်ပို့ဖို့လဲပြောဆိုခဲ့တယ်လို့သူကရှင်းပြပါတယ်။အခုလိုပြောဆိုတာဟာ AB 16ရက်ကနေပြည်တော်ကောင်စီနယ်မြေထဲမှာမကွေးတိုင်းစင်ပါဝဲမြို့နယ်ထဲကကပ္ပစ73ကထုတ်လုပ်ရေးမှုဘုံမှုအပါဝင်၃ယောက်ကို PDF တွေကဖမ်းဆီးသွားပြီးနောက်တတိပေးပြောဆိုတာလို့ကပ္ပစနဲ့နှီးဆက်တဲ့တရင်ရှင်းမြစ်တွေကပြောပါတယ်။ ကပ္ပစဆက်တုံးကဆက်ယုံမှုလဲအဲ့ဒီကိစ္စရှင်းနေရတယ်အဖမ်းခံရတာလဲနေပြည်တော်ဆက်ဆက်နေမြေထဲမှာဆိုတော့ပို့ဆိုးတယ်ပြောရရင်နေပြည်တော်ကို PDF တွေကချင်းချောက်လာတယ်ဆိုတဲ့သဘောပဲဟုဆိုပါတယ်စစ်တပ်အာဏာသိမ်းပြီးဒုစစ်ကောင်ဆောင်စစ်ရေးကိုကင်တွယ်ရချိန်မှာတိုင်းစစ်ဌာနချုပ်နှစ်ခုနဲ့တရင်တပ်ဖွဲ့စခန်းတရာကျော်ကိုတိုင်းဒါလက်နက်ကိုင်အဖွဲ့နဲ့ PDF တွေကထိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ် ဇလက်တင်ဆက်ပေးမယ့်သတင်းကတော့တိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူအခြေအနေကိုရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့အစင်ခန်းစားထုတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့တိုက်ပွဲဖြစ်ပွားနေသည့်ကြောက်ဖြူမြို့နယ်တွင်ပြည်ပခါများတောင်းလောင်နေသည်ဟုရခိုင်ရင်းနှံစောင့်ကြည့်ရေးအဖွဲ့အစင်းခန်းစားထုတ်ယနေ့မှထုတ်ပြန်ပါသည်။ ကျောက်ဖြူမြို့နယ်နေရာအများစုကိုအေအေကသိမ်းပိုက်ထားပြီးကြမ်းရှိနေသည့်စစ်ကောင်စီတပ်စခန်းများနှင့်မြို့တစ်ခုလုံးသိမ်းပိုက်ရရှိနိုင်ရန်အေအေကထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ကဆိုပါတယ်ကျောက်ဖြူဒေသမှာရှိသောရေနံနှင့်တဘာဝဓာတ်ငွေစီမံကိန်းများမှာစစ်ကောင်စီ20ရရှိနေသောခံမှန်းခြေအမေရိကန်ဒေါ်လာ9ဘီလီယံဝင်ငွေမှာအေအေ၏ထိုးစစ်ကြောင့်ချိန်ချောက်မှု ဖြစ်လာသည်ဟုအစိုးရကဆိုပါတယ် ်အာရခတက်တော် AA သည်ရခိုင်ပြည်နယ်ကမြို့နယ်16ခုရှိသည့်အနက်14ခုကိုသိမ်းပိုက်ထားပြီး၆ဖြူမြို့ကိုဆက်လက်သိမ်းပိုက်ရရှိပါကစစ်ကောင်စီအတွက်ဆုံးရှုံးမှုကြီးဖြစ်မည်ဟုရခိုင်ရင်းနှံစောင့်ကြည့်ရေးအဖွဲ့ကဆိုပါတယ်။ အာရကတတော်၏အနေဖြင့်စီမံကိန်းဧရိယာများနှင့်ကြောက်ဖြူမြို့နယ်တစ်ခုလုံးကိုသိမ်းယူနိုင်ရန်စီရင်အင်အားအပြည့်ရှိနေပြီဖြစ်ကြောင်းလည်းအစိုးရခန်းစားကဖော်ပြထားပါသည်။စစ်ကောင်စီ၏တညောင်ရီရေတပ်စခန်းမှကင်းလက်စစ်ကြောင်းများကိုအေအေကစတင်တိုက်ခိုက်ပြီးနောက်စစ်ကောင်စီကရေတပ်အနီးချင်းရွာ၃ရွာမှအင်ဂျင်200ခန့်ကိုမိရှုဖျက်ဆီးခဲ့သည်ဟုရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ကဆိုပါသည်။စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ဒရုန်းတိုက်ခိုက်မှုများကြောင့်အရက်သားနေအိမ်များထိခိုက်ပျက်စီးခဲ့ရသလိုပြည်သူ၃၀၀၀ မနေ့လဲဥဝင်စွန်ခွာစစ်ပေးရှောင်နေရသည်ဟုဆိုပါရယ်ချောက်ပြုံမြို့ပေါ်တွင်လဲကုန်စင်းတို့ကြီးမြင့်သည့်အခြေအနေကိုကြုံတွေ့နေရပြီးရန်ကုန်မှကုန်စင်းများတည်ယူလျင်လဲကုန်တယ်များမှစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏စစ်ဆေးတင်းကျပ်မှုကိုခံနေရပါရယ်ရခိုင်ပြည်အတွင်းကပြည်သူများမှရန်ကုန်နှင့်ပြည်မမြို့နယ်များသို့သွားမည်ဆိုလျင်ပင်ချောက်ပြုံမြို့သည်တခုတည်းသောထွက်ပေါက်ဖြစ်ပြီးလေကြောင်းကတဆင့်လက်ငွေပေးပြီးစစ်ကောင်စီထံမှလျင်လက်မှတ်များဝယ်ယူရသည်ဟုအစိုးရကစာရသိရပါရယ် ။ကြာမီချိန်တွင်ကြောက်ပြမြွနယ်တစ်ခုလုံးသည်အာရခတက်တော်အေအေထံသို့ခြားရောက်တော်မူဖြစ်၍တရုတ်စီမံကိန်းများမှအေအေနှင့်တွေ့ဆုံဆွေးနွေးရန်စီစဉ်သင့်မည်ဟုလည်းရခိုင်ရင်းနှင်းစောင့်ကြည့်အဖွဲ့ကပြောဆိုထားကြောင်းသိရှိရပါသည်။ အကြမ်းဖက်စစ်ကောင်စီရုံးဆိုင်ရာ နေပြည်တော်အေလာလေးစိတ်ကိုတရားခုံမမရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလေရင်တူလောင်ယုံနှင့်ထိန်းချုပ်ကန်အဆောက်အုံတို့ထိခိုက်ပျက်စီးမိလောင်ခဲ့ပြီးစစ်သား6ဦးဒဏ်ရာရရှိကြောင်း Brave Warriors for Myanmar BWF ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါရယ်အေဗီလာ18ရက်ည8:35မိနစ်အချိန်အကြမ်းဖက်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်အေလာလေးတပ်စခန်းကိုနေမြေလုံးကြုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးရွားမှုစသောအခက်အခဲများကြားကား တရားခေါ်မှာမှရှော့တုံးသုံးလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ နေပြည်တော်အီလာစစ်တပ်လေးစိတ်လေရင်သုံးလောင်ရုံအဆောက်အဦတစ်ခု ထိခိုက်မိလောင်ခဲ့ကြောင်းသိရပါတယ်ထို့ပြင်လေးစိတ်ဝန်းရှိလုံကြုံရေးအဖွဲ့များ၏လုံကြုံရေးစောင့်ကြည့်ကမရာထိန်းချုပ်ခန်းရှိရာအဆောက်အဦလဲထိခိုက်ပျက်စီးခဲ့ပြီးတပ်သားနှုတ်ဒဏ်ရာရရှိခဲ့ကြောင်းအလားတူလေရင်ပြေးလန့်ထိတ်လုံကြုံရေးကင်းသားများရှိရာအဆောက်အဦလဲထိမှန်ပျက်စီးပြီးလေတပ်အဆောင်ကင်းသားလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် အခြားသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရမှုအရာအခုထပ်ပိုတဲ့ပျက်စီးမှုတွေရှိတယ်လို့ကြားသိရပေမဲ့ပုံမှန်ခိုင်မာတင်စားစေဖို့အတွက်ရရှိထားတဲ့တဲကနေဘုံတူတဲ့အချက်လက်တွေကိုသာထုတ်နှုတ်ပြီးထုတ်ပြန်လိုက်တာပါဟု BWN ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar BWN အဖွဲ့ဥဆောင်စီမံမှုဖြင့် ချက်တင်အဖွဲ့မှ BWM Mission 33အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။မလ28ရက်နေ့မှာစတင်ခဲ့သောငလင်ဘေးကျောင်းသခိုင်းမန္တလေးနဲ့ပဲခူးတိုင်းဒေသအချို့ရှိပြည်သူအများအပြားဒုက္ခပင်လယ်ဝင်နေခြင်းပင်စစ်ရှုံးစစ်ကောင်စီသည်မြမပြည်အနှံ့အပြားရှိပြည်သူများကိုလေကြောင်းမှအဆက်မပြတ်ဘုံကျဲတက်ဖြတ်မှုအကြိမ်ပေါင်းရာချီရှိနေခဲ့ပြီဖြစ်ပြီးပြည်သူများလည်းရာနေချီတိုက်ဆုံနေခဲ့ရပြီဖြစ်ကြောင်းသိရပါဗျ။ထို့သောစီယူစစ်ကောင်စီရဲ့ ထို့သောစစ်ကောင်စီကငလင်းတန်းကြောင့်ထိခိုက်မှုအချို့ရှိခဲ့သောနေပြည်တော်အေလာလေးစိတ်ကိုအပြည့်စည်များကြားကပင်ပြည်သူများကိုတက်ဖြတ်ဖို့ဆက်လက်အသုံးပြုနေသေးသည့်အတွက် BWN နှင့်မဟာမိတ်အဖွဲ့များကရန်သူလေတပ်နေနေရေးနှစ်သက်ကူလက်ဆောင် BWN Mission 33ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးချက်အရသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာခွနစ်နယ်မြေတွင်ရှိစစ်ကောင်စီ၏မော်ပါသူစစ်စခန်းကိုသိမ်းပိုက်ရရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ် KNU တပ်မဟာခွနစ်နယ်မြေတွင်ရှိစစ်ကောင်စီ၏မော်ဖားသူစစ်ကံကို KNLA ဦးဆောင်တဲ့ဒေါ်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ရာရမန်နေညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KNLA သတင်းရင်းမြစ်ကပြောဆိုပါရသည် ေဘီလ18ရက်နေ့မှစတင်၍ရင်းစကန်းကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးယမန်နေ့ဧဘီလ19ရက်နေ့ညပိုင်းတွင်အပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းရင်းစကန်းသည်ထိုင်းမြန်မာနယ်စပ်နှင့်ကပ်ရက်ရှိပြီးနယ်စပ်ဖြတ်တန်းသွားလာမှုများကိုစောင့်ကြည့်နေသည့်စစ်တပ်စကန်းတစ်ခုလည်းဖြစ်ကြောင်းသိရှိရပါသည်။အဲ့ဒီစကားစစကန်းကမြေပြင်စစ်ကူလာလို့မရတဲ့နေရာပါစကန်းကိုတော့တင်ပတ်ရရှိပါပြီစကန်းမှာရှိနေတဲ့သူတွေအကုန်ထွက်ပြေးသွားတယ်တိုက်စုံထိခိုက်မှုနဲ့လက်နက်ခဲရရရှိမှုလည်းမသိရသေးပါဘူး ရှင်းလင်းရေးတွေမနေ့ညအထိလုပ်နေတော့မယ်လို့သိရတယ်ဟု KNL သတင်းရင်းမြစ်ကပြောပါတယ်အေဗီလာဆက်ရှိအနေထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အပိုင်းဘော်ဖာသူကျေးရွာတွင်တပ်ဆဲထားသည့်စစ်ကောင်စီတပ်စခန်းကုန်းကို KNL မဟာမိတ်ဘူပေါင်းအဖွဲ့များကတိုက်ခိုက်မှုကြောင့်ထိုင်းနိုင်ငံဘက်ခြမ်းသို့စစ်ပေးဆောင်ပြည်သူ215ဦးထွက်ပြေးသွားခဲ့ကြောင်းသိရပါသည် KNU တပ်မဟာခုနှစ်နယ်မြေတွင်တိုက်ပွဲများကြောင့်ထိုင်းစစ်တပ်ကလုံခြုံရေးတိုးမြင့်ထားကြောင်းထိုင်းသတင်းဌာနများ၏သတင်းဖော်ပြချက်အရသိရှိရပါသည်။